မင်္ဂလာပါရှင်။ဗမာခေတ်သစ်သတင်းချန်နာမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ6ရက်နေ့မနက်ခင်းသတင်းများကိုအစီအစဉ်တင်ဆက်ပေးပါရမရှင်။ပထမအဆုံးသတင်းအနေနဲ့ရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝင်းနဲ့ဒရိုက်တာအဖွဲ့ကိုထောင်ချလိုက်ပြီးလို့သတင်းတွေထွက်လာဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကနဦးရရှိထားတဲ့သတင်းတွေအရရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝင်း CEO ဦးပါမောင်ဆက်ရပါဝင်ရုံးမပန်ဒရိုက်တာကိုကိုစစ်ကောင်စီကထောင်နှံချမှတ်လိုက်ပြီးလို့သိရပါရ။ရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝင်း 23နဲ့ CEO ဥပမောင်စိန်17နဲ့ဥစားနေ17နဲ့ကြံလူတွေ3နဲ့ထောင်နဲ့တည်တည်ချမှတ်ခံရတဲ့ကြောင်းရန်ကုန်ကသတင်းရင်းမြစ်တစ်ခုကတင်ပြရပါရစေ။ ဖာမာဗီဂျေကဥသိဝေတို့ထောင်ချခံရတဲ့တရင်တိကျတည်ပြုံနိုင်မှုအတွက်ယူမပန်လီမိတက်ကိုဆက်သွယ်ကြောင်းကြားခဲ့ပေမယ့်ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးယူမပန်ဥက္ကဋ္ဌဥသိဝေ CEO ဥပါမောင်စိန်ပါဝင်ယူမပန်ဒရိုက်တာကိုဝငွေကြေးခဝါချမှုနဲ့နေပြည်တော်မှာ2024ဇူလိုင်လကတည်းကဖန်စီထိန်ထိန်ထားပြီးအခုမှထောင်နဲ့ချမှတ်လိုက်တာဖြစ်ပါတယ် ချိုင်းနိုင်ငံကကွန်ဒိုရောင်းဝယ်မှုတွေမှာရုံးမဘဏ်ကပအဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီးနိုင်ငံသားငွေဥပဒေနဲ့ညှိစွန်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရုံးမဘဏ်နဲ့ရုံးမဘဏ်လုပ်ငန်းစုဥက္ကဋ္ဌဦးသိန်းဝင်းအပအဝင်ဒါရိုက်တာဖွဲ့ဖန်စီခံခဲ့ရတာပါရုံးမဘဏ်ဟာ1993ခုနှစ်မေလမှာဦးသိန်းဝင်းရဲ့ FMI ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီစတင်တည်ထောင်ခဲ့ပြီးမြို့ပေါင်း43ခုတွင်ဘဏ်ငွေပေါင်း85ခုဖွင့်လှစ်ထားတဲ့ဘဏ်ကြီးတစ်ခုဖြစ်ပါတယ်စစ်ကောင်စီကနမကြီးစီးပွားရေးလုပ်ငန်းရှင်စေကဘာဦးခင်ရွှေနဲ့ တားဖြစ်သူဈေးတရားကို2022ခုနှစ်ကဖမ်းဆီးခဲ့ပါတယ်။ဥက္ကင်ရွှေကိုပြန်လွတ်ပေးခဲ့ပေမဲ့တားဖြစ်သူဈေးတရားကိုတော့ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာသူတို့ကိုမချောက်ခံတဲ့သူတို့မကြိုက်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုစောင့်ကြည့်အမားရှာပြီးဖမ်းဆီးထိန်းသိမ်းထောင်ချတာတွေလုပ်လို့ရှိပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ခရိုနီအေရင်ဦးချစ်ကိုလည်း2022ခုနှစ်ဧပြီလကအဖမ်းခံခဲ့ရပါတယ်။2022ခုနှစ်မတ်လဈေးကဘာဦးခင်ရွှေတို့သားဖအဖမ်းခံရပြီးတလားကြာအာဏာသိမ်းစစ်ကောင်စီကပြည်ရင်းထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ဦးချစ် က်ခိုင်တဲ့တားဖြစ်သူဦးဝင်းမင်းခိုင်တို့ကိုအကြတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်55နဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဆလမိမြိုင်မြို့နယ်လင်ကရော့စစ်ကမ်းမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ထွက်လာသောစစ်ကြောင်းကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးသေဆုံးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်လင်းကရော့စစ်စခန်းမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုခိုးကန်တိုက်ခိုက်ရန်စစ်တပ်ဗမာနှုတ်ဦးတည်ဆုံနိုင်ကြောင်းပခောက်ကူခရိုင်အမှတ်15တိုင်ရင်မှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ1ရက်နေ့တွင်မြိုင်မြို့နယ်လင်းကရော့အကြမ်းဖက်စစ်တပ်စခန်းမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကလမ်းမိုက်တနေရာ၌ခိုးကန်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားနှုတ် ဦးသေဆုံးနိုင်ပြီးထိခိုက်ဒဏ်ရာရရှိသောစစ်ကောင်စီတပ်သားများလည်းရှိကြောင်းသိရှိရသည် ြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖျက်ဆီးဖို့လင်းကရုံးကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့တာပါတော်လရင်တပ်ဖွဲ့တွေရဲ့ခုခံကာဝင်စစ်ကိုစစ်ခွေးလော်ဘီတွေကတရင်လိန်ဝါရဖျက်ပြီးငလင်ကေစရေးသွားသည့်ပရာဟိတအဖွဲ့ရင်နှန်းကိုဖိကတ်တာလို့တရင်မားတွေလိန်လယ်ဝါရဖျက်နေတယ်အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးနှစ်ကောင်တော်လရင်ရဲဘော်တွေရှေ့မှရင်လဲကျသွားတယ်သေဆုံးမှုရှိမရှိဆိုတာတော့မသိသေးဘူးဟုပခုတ်ကူခရဲ့အမှတ်15တရင်မှာတောင်းရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုပ ကောကိုကရင်အမှတ်15တရင်နဲ့ငကနေတပ်ဖွဲ့ MRG တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကျွန်းစုမြို့နယ်ဝန်တောင်ရွာဘက်ကိုတက်လာသည့်စစ်သည်မောများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။တနင်္လာရနေ့တိုင်းကျွန်းစုမြို့နယ်ဝန်တောင်ရွာဘက်ကိုတက်လာသည့်အစံဘက်စစ်တပ်စစ်သည်မောများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိသောကျွန်းစုမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်။မတ်လ26ရက်နေ့နနက်09:45မိနစ်ခန့်တွင်ကျွန်းစုမြို့နယ်ရှော်တော်မော်ကျေးရွာဘက်မှဝန် 张金马百度真人的千分之一，这样的胜利是多么百万的马那些个，招来一张背面啊，上组展开看看片章的压力。 ရှင်ချင်းတွေ့ကြိုက်ပွဲသည်နှစ်ပတ်ပြန်လည်ဖြစ်ပွားခဲ့ပြီးတော်လင်းရဲဘော်များဘက်ကလက်နက်ငယ်များနဲ့40မမဘုံသေးများဖြင့်ပစ်ခတ်ကြိုက်ခိုက်ခဲ့ရာစစ်သည်မင်းတွေကြားရောက်ပေါက်ကဲမှုများရှိကြောင်းကြိုက်ပွဲတွင်အစံဖက်စစ်တပ်၏966စစ်သည်မောင်းကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ကြိုက်ခိုက်ခဲ့ပြီးစမုံမင်းကောင်းစင်းနှင့်ရှင်မြတ်တို့ဘက်မှစစ်သည်မောင်း၃စီသည်လည်းစစ်ကူပေးရန်ရှော့တောမော်ဘက်သို့ခုံမောင်းလာခဲ့ကြောင်းသိရှိရသည်ထို့ပြင်ကြိုက်ပွဲတွင်အစံဖက်စစ်တပ်၏ရဲတပ်စစ်သည်မောင်းများကရှမ်းတန်းပစ်ခတ်မှုကြောင်း ဝန်ထောင်ကြီးရွာရှိမိုင်းတဲဖုန်တာဝါတိုင်းထိခိုက်ပျက်စီးခဲ့ကြောင်းထိတွေ့တိုက်ပွဲသည်တနအိနဲ့မိနစ်20ခန့်ကြာမြင့်ခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့မှအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီးအစံမဲ့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိကြောင်းသိရသည်စစ်ခွေးတွေကထိခိုက်သေးဆုံးမှုရှိတဲ့အရေးအတွက်ကိုအတိမပြုနိုင်သေးဘူး40မမနဲ့ပြတ်တာတင်မောအနာကြတယ်တင်မောကမိကိုတော့ထတ်သွားတာတွေ့တယ်ဟုကျွန်းစုမြို့နယ်ပြည်သူ့ကောင်ရဲ့အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည် ဆလမိမထယာမြို့နယ်ဖိုးကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးဖြစ်ပုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမထယာမြို့နယ်ဖိုးကုန်းရွာကိုအစံဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမထယာမြို့နယ်ပကဖသတင်းတာငန်ကိုဘိုကျောက်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ဧပြီလ9ရက်နေ့မွန်လယ်2:25မိနစ်ခန့်တွင်မိတိလာရှန်တဲလေတပ်မှတက်လာသောအစံဘက်စစ်တပ်ဂျက်ဖိုင်တာတစ်စီးကဖိုးကုန်းကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြု ုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အစံပတ်စစ်တိတ်လေးကြောင်းတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ဒီနေ့မိုးလယ်2:25မိနစ်ကမိတီလာရှန်တဲ့လေတပ်ကတက်လာတဲ့ Jet Fighter တစ်စီးနဲ့မတရားမျိုးနယ်ပူကုန်းကျေးရွာကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူထိခိုက်မရှိပါဘူးဟုမတရားမျိုးနယ်ပကဖတဲ့ရင်တာဝန်ခံကိုဘူတောက်ကပြောဆိုသည်။ ဆက်လက်ပြီးတွန်းဆန်မြို့ရှိ CNA test scan ကိုစစ်တမ်းနဲ့ဇက်အာအေပူမောင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးနန်းစန်းရွာကိုရွာလုံးကျမီရှုဖြစ်စီသွားဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ချင်းပြည်နယ်တွန်းဆန်းမြို့ရှိ CNA တက်စကန်ကိုအစံဖက်စစ်တပ်နဲ့ဇန်အေပူမအဖွဲ့ကဝင်ရောက်တိုက်ခတ်ပြီးနိုင်စံရွာကိုရွာလုံးကျွမီရှုဖျက်ဆီးသွားကြောင်း CNA သတင်းနဲ့ပြန်ကြားရေးဌာနမှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည်အရန်လ3ရက်နေ့နဲ့6နာရီခန့်တွင်အိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်နှင့်ချင်းပြည်နယ်ဇက်တွင်ခြေကုပ်ယူထားသောအစံဖက်စစ်တပ်နှင့်ပူးပေါင်းထားသည့် Zombie Revolutionary Army ဇာအေတပ်ဖွဲ့ကဇန်လန်တွန်းဆန်းမြို့အတွင်းရှိ CNA တက်မလေးစကန်ကိုဝင်ရောက်ကျူးကျော်တိုက်ခတ် က်ခဲ့ကြောင်းသိရသည်။ယင်းကျူးကျော်တိုက်ခိုက်မှုတွင်ချင်းပြည်အစိုးရချင်းမျိုးသားတမရနှင့်ပူးပေါင်းတပ်ဖွဲ့များကပြန်လည်တိုက်ထုတ်ခဲ့ခြင်းကြောင့်ဇအာအေတပ်ဖွဲ့ဝင်များအထင်အားပြီးပြန်လည်ဆုတ်ခွာသွားကတိုက်ပွဲအတွင်းမှဇအာအေတပ်ဖွဲ့ဝင်များအုံပြုသောဒရုန်းနှင့်လက်နက်ခင်ရန်ချိုတင်စင်ရရှိခဲ့ကြောင်းသိရသည်။ အသေးစိတ်အချက်လက်ကတော့စူးစောင်းနေတော့မှာဧပြီလ3ရက်နေ့ကတွန်းဆံမှာတက်ဆွဲထားတဲ့ CNN တက်မဟာလေးကိုစစ်အာအေတွေက ဝင်တိုက်ခဲ့တာပါ၄ရက်နေ့မှာ CNN ကပြန်တိုက်တဲ့အတွက်ပြန်ဆုတ်သွားတာဖြစ်ပါတယ်စစ်အာအေတွေအခြေချတာကမနီပူရာနဲ့ချင်းပြည်နယ်နေဆက်တွေမှာပါဘယ်အထိဆုတ်သွားလဲတော့မသိရသေးပါဘူးဟု CNN သတင်းနဲ့ပြန်ကြားရေးဌာနမှာတာဝန်ရှိသူတို့ကပြောဆိုသည် ထို့သောဆုတ်ခွာထွက်ပြေးသွားသောဇက်အာရီတပ်ဖွဲ့ဝင်များသည့်ဆုတ်ခွာရလန်ချောင်းမော်ရှိအင်ဂျီ80ခန်းရှိသောနန်းဆိုင်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီးဖျားရှိကိုကြောင်မှလွယ်၏ခြေရွာတရွာလုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းနန်းဆိုင်ရွာသည်မနီပူရာမြစ်ဘေးတွင်တည်ရှိပြီးလက်ရှိချိန်တွင်ခြေရွာနေပြည်သူများသည့်နီးစက်ရတွန်းဆန်မျိုးတွင်၌ဝင်ရောက်ခိုလုံလျက်ရှိကြောင်းသိရသည်လက်ရှိကာလတွင်အင်အားဖြင့်ငလင်တန်းချောင်းပြည်အောင်စုမြန်မာနိုင်ငံတွင်ဒုက္ခရောက်နေကြသည့်ပြည်သူများကိုကေဇယင်းနှင့်ကုညီချောက်ပန်းရင်အတွက်ရာရည်ပြည့်ခတ်ရက်စဲပြီး န်ဝန်ဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စီရင်လှုံ့ဆော်မှုများကန့်သက်ကြခြင်းကိုအခွင့်ရေးယူကကျူးကျော်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း CNN သတင်းနှင့်ပြန်ကြားရေးဌာနကပြောဆိုထားသည်။ချင်းမျိုးသားတက်မရောအမတ်လေးတက်မှာအနေဖြင့်မိမိကိုယ်ကိုခိုကန်ကောင်းရင်လိုအပ်လာရင်အကြမ်းဖက်စစ်တပ်နှင့်၎င်းလက်အောက်ခံစစ်အာဏာရှင်တပ်ဖွဲ့များကိုတိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါရရှင်။